တရဲတွေကိုတင်ကန်းစီပြီးအလှလုပ်ခဲ့လို့ပရလောကစီပေါက်ပြီးငလင်ကြီးလောက်ကပြည်သူတွေကြွယ်လွန်ခဲ့ရာပရိသတ်များအလုံးပဲမင်္ဂလာပါရှင် New Selly Top ကနေကြိုးစားလိုက်ပါတယ်အတိတ်တပောင်းနမိတ်ဆောင်ဆိုသလိုအတိတ်နမိတ်တွေကိုယုံကြည်ကြတဲ့မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့လက်ရှိမှာကြုံတွေ့နေရတဲ့ငလင်ဘေးကြီးကအတိတ်နမိတ်တစ်ခုခုကြောင့်ဖြစ်တယ်လို့ပြောနေကြတာပါကောင်းတဲ့အတိတ်နမိတ်တော့မဟုတ်ပဲမလုံတဲ့လောက်ရက်တွေကိုလှုပ်ပြီးတော့ပရလောကသားတွေကိုတင်ကန်းစီပြီးခဲ့တဲ့အဖြစ်အပျက်တွေနဲ့ အလူကြီးလောက်ခဲ့တာကြောင့်ဒဏ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ပြောနေကြတာဖြစ်ပါတယ်။အခုအချိန်မှာဆိုရင်တော့ကွယ်လွန်သူတွေလည်းများပြားနေပြီးပရလောကစီးပေါက်သွားပြီဆိုတဲ့သတင်းတွေကိုကြားသိနေကြရတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံမှာဆုံးရှုံးနှိမ့်နှာမှုတွေများစွာဖြစ်ပေါ်နေတဲ့အထက်မှာအခုတစ်ခါငလင်ပေးကြီးကြောင့်ထပ်မံပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်တွေဆုံးရှုံးကြရပါတယ်။ဒါရီမကမကျွတ်လွတ်သေးတဲ့သူတွေများစွာလည်းရှိနေတာဖြစ်ပြီးတော့ နေ့မှလည်းစိုးရိမ်ပူပန်နေရသလိုညဘက်မှလည်းကောင်းစွာအိပ်စက်နိုင်စွမ်းမရှိကြတော့ပါဘူးဒီလိုဖြစ်ရတာကပြီးခဲ့တဲ့လပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ပရာလောကသားတွေကိုသင်ငန်းစီပြီးတော့အလှကြီးပေးလူခဲ့တာကြောင့်ဖြစ်တယ်လို့တော်တော်များများကပြောနေကြတာဖြစ်ပါတယ်။ဘကိုးတိုင်းဒေသကြီးရွာငယ်လေးတရွာကပြည်သူပြည်သားတွေဟာဆိုရင်သူတို့ကိုအိမ်မက်ပေးတဲ့အတွက်မဖြစ်မနေပြုလုပ်ရတယ်ဆိုပြီးတော့ပရလောကသားတွေကိုသင်ငန်းစီပြီးတော့အလှကြီးပြုလုပ်နေတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ကိုလက်အင်ကပြည်စုံတဲ့လူကောင်းတွေကိုပဲဖျားသားတော်တွေအဖြစ်သင်ကန်းစီပေးကြတာဆိုပေမဲ့မမြင်အပ်တဲ့ပရလောကသားတွေကိုရည်ရွယ်ပြီးတော့သင်ကန်းစီရဲ့အပြုအမူတွေကိုပြုလုပ်ခဲ့ကြတာပါတရွာလုံးဒီပါကအလှကိုတက်ကြွစွာနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့မမြင်အပ်တဲ့ပရလောကသားတွေကိုသင်ကန်းစီပြီးတော့ရုပ်ထုတွေကိုလည်းရှင်ပြုပေးခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတုန်းကတော့မှဒီလိုမျိုးထူးဆန်းတဲ့အပြုအမူတွေကိုပြုလုပ်ခဲ့တဲ့အဲ့ဒီရွာလေးကိုတော်တော်လေးကိုအားအားသင့်ပြီးတော့ဝေဖန်မှုတွေပြင်ထန်ခဲ့ပါတယ်ဗုဒ္ဓဘာသာထဲမှာဟောကြားထားတာမျိုးမရှိတဲ့ ဒီလိုမျိုးအပြုအမူတွေကိုဘလို့စိတ်ကူးနေများတရွာလုံးဒီပါတက်ကြွစွာနဲ့ပြုလုပ်ခဲ့တယ်လဲဆိုတာကတော့မပြောတတ်ပါဘူးအခုတော့ဒီလိုမျိုးမမြင်အပ်တဲ့ပရလောကသားတွေကိုနောက်တစ်ဆင့်တိုးမြှင့်ပြီးတော့အစွမ်းတွေချင်းမြင်လိုက်တဲ့လိုမျိုးတင်ငန်းစီပြည့်တဲ့လောရက်တွေကြောင့်ပရလောကစီလည်းပေါင်ချောင်းသွားခဲ့ပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာအခုလိုမျိုးယုံကြည်မှုတွေရှိနေတာနဲ့အညီငလင်ပေးကြီးကြုံတွေ့ခဲ့ရတာကဒီလိုလောရက်တွေကြောင့်ဖြစ်တယ်ဆိုပြီးတော့လူပြောများလို့နေခဲ့ပါတယ်ငလင်ပေးကြီးကြောင့်ပြည်သူတွေအများအပြားကွဲလွန်သွားခဲ့ရတာဖြစ်ပြီး သူတို့တွေအနေနဲ့လည်းမကျုံမလွတ်တဲ့ဘဝကိုရောက်ရှိနေတယ်လို့သတင်းတွေကြားသိနေရတာဖြစ်ပါတယ်။ဒါကြောင့်ဒီအဖြစ်အပျက်ကြီးကပရလောကသားတွေကို သင်ငန်းစီးပေးခဲ့တာကြောင့်သူတို့ရဲ့အစွမ်းတွေနဲ့လူစားလဲလိုက်တာမျိုးတွေပြည်သူတွေကိုဒုက္ခပေးတာမျိုးတွေလုပ်နေတာဖြစ်မဲ့ဆိုပြီးတော့သတင်းတွေကြားသိနေခဲ့ရပါတယ်။ဘုဒ္ဓဘာသာဆိုပြီးတော့ဖခင်ရဲ့အဆုံးအမနဲ့မကန့်ညီတဲ့မတင့်တော်တဲ့လောရမျိုးစုံကိုလုံနေကြတဲ့လူတချို့ကြောင့်သာအခုလိုမျိုးပရလောကစီးကလည်းပေါက်ကြားသွားခဲ့ရတာပါ ဒါရင်မကအတိတ်နှမိတ်မကောင်းတဲ့လောက်ရက်တွေအပြုတ်အမှုတွေကိုလုပ်နေကြတဲ့ပြည်သူပြည်သားတွေကလည်းအများအပြားပဲဖြစ်ပါတယ်။ဒီလိုမျိုးမတင်တော်တဲ့အပြုတ်အမှုတွေလောက်ရက်တွေနဲ့ပရာလောကစီပေါက်ကြားအောင်လုပ်ခဲ့တဲ့အတွက်အခုဆိုရင်ကြီးမားတဲ့ငလှင်ပေးကြီးကြောင့်ပြည်သူတွေများစွာကွယ်လွန်သွားခဲ့ရပါပြီ။ကွယ်လွန်သူတွေကလည်းမကြွလွတ်ကြတဲ့အခါမှာတော့ဒီထက်ပိုပြီးတော့ဆိုးတဲ့ပရာလောကသားတွေရဲ့အနှောက်အယှက်ပေးမှုတွေကိုကြုံတွေ့ရမှာကိုလည်းစိုးရိမ်နေခဲ့ရပါတယ်။ ရှိနေကြတဲ့ပြည်သက်ကြီးတို့အနေနဲ့ရောဒီကိစ္စအပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောပြသွားခဲ့ကြပါအောင်နော်